မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာဆရာရဲ့မိတ်ဆွေစနေသားသမီးတွေအားလုံး2025ခုနှစ်17လပိုင်းအတွင်းမှာအဆက်ဆက်ရရအစီအပြီးအောင်မြင်တိုးတက်ကြပါစေကြောင်းကျွန်တော်ကဒီကနေ့မေတ္တာပို့ဆုတောင်းပေးလိုက်ပါတယ်ဆရာအနေနဲ့ပြောနေတဲ့နောက်ဆုံးပိတ်အိတ်နဲ့လွယ်စနေသားသမီးတွေပေါ့ကျတော့ဘာလို့လုံးနဲ့အချိန်ဒီတလာပြီးတလာပြောင်းလဲလာတာဆိုရင်အခုဆိုရင်2025ရဲ့17လပိုင်းကိုရောက်ရှိလာပြီဒီ2025 17လပိုင်းဆိုတော့မပြောခင် စနေသားသမီးမိတ်ဆွေများအနေနဲ့မိတ်ဆွေတို့ဒီနေ့တော့25ဆယ်လို့ဟိုဇန်နဝါရီလကစပြီးတော့အခု10လပိုင်းထိကိုပြီးခဲ့တဲ့10လပိုင်းတွေ့ထိကိုမိတ်ဆွေတို့ရဲ့ကံဟာစိုးတဲ့အထဲများပါခဲ့သလားညံ့တဲ့အထဲများပါခဲ့သလားသို့မဟုတ်ကောင်းတဲ့အထဲပဲပါခဲ့သလားဆိုတာအတင်းအတင်းပဲလားဆိုတာဆရာကိုမှတ်မိကြပါဦးဆရာ comment တွေဖတ်ပါဦးမယ်အဲဒါအပြင်မိတ်ဆွေတို့အနေနဲ့ဆရာက17လပိုင်း၄ရက်နေဆိုရင်ဆရာအိမ်မှာအဲဆရာတို့တစားမုန်းလာပြီးနေမှာတော့ရွှေရော်အိစာတရားမိတ်ကြီးစီခိုင်းတော်ဝင်စေးပေါက်ခွဲလဲရှိတယ်လို့မိတ်ဆွေတို့နဲ့မနက်ပိုင်းမှာတော့ပုံကြီး၅ပါးဟုတ်လား ဟိုစွန့်နဲ့ဗာနဲ့ကတ်ပြီးတော့ခါကြတော့နေလေနှစ်နာရီအထိကိုအလူငွေထည့်ဝင်ခြင်းတီးခံပြီးတော့အားလုံးကိုအယုတ်လန့်မြန်မြွေကျွေးပါကြောင်းနဲ့လာရောက်ပြီးတော့ကြုံကြိုက်တဲ့အခါမှာတရာတရားထက်ဆန်စာနဲ့လာရောက်ပြီးတော့စားသုံးရပါဦးနဲ့ဆရာလူတော်လူဟာမိတ်ဆွေတို့လူတော်လူသားဖြစ်ကြောင်းနဲ့အအနုမောဒရာဝမ်းမြောက်တာလို့ခေါ်ယုံနဲ့အလူချင်းဖြစ်ပါစေလို့လည်းဆရာကထလောင်းမြတ်တာပို့ရင်းနဲ့ကဲစားလိုက်ကြရအောင်ဒီ2025ခုနှစ်17လ17လပိုင်းတွင်မှာမိတ်ဆွေစနေသားသမီးတွေရဲ့ကံအရှင်တွေကိုဥစွာတားတော့ဆွဲကြည့်ပါဦး ဇနီးသားသမီးမိတ်ဆွေတို့မိတ်ဆွေတို့ရဲ့လက်ရှိရင်ထဲမှာအရာရာကိုစိုးရိမ်စိတ်တွေလွန်ကဲနေတာမျိုးကိုယ့်ရဲ့စိတ်ထဲမှာတခုခုကိုမလုပ်ရသေးဘူးအပြတ်သဘောဆောင်နေတဲ့အတွေးတွေဖြစ်နေတယ်ဒါလေးတွေကိုဖြေဖြောက်ပြပါ တခုခုမလုပ်ရသေးဘူးအပြည့်သဘောဆောင်နေတာမျိုးကိုကိုကိုငါဟာဒါကြီးကိုဆုံးချုံသွားရင်ဘလို့ဖြစ်မှလဲဆိုတာမျိုးဒါကြီးမှဖြစ်မလာရင်တော့ငါတော့ဘဝပြက်ပြီဆိုတဲ့အရာမျိုးဒါကြီးမှအောင်မြင်ကောဆိုတဲ့ငကရစ်ဆန်ကြီးများစွာတွေးခေါ်နေတော့လာဖြစ်ပါတယ်မိတ်ဆွေတို့နည်းနည်းဒီအရာလေးကိုဒါကြီးကိုဆုံးချုံသွားရင်ရောဒါကြီးမရှိတော့ရင်ရောဒီလိုရီမန်းချက်ကြီးပြက်ပြဲသွားရင်ရောဒါကြီးကုန်ဆုံးသွားရင်ရောဆိုတဲ့စိုးရိမ်စိတ်ကလေးတွေဟာမိတ်ဆွေတို့ပေါ်မှာအဲစိတ်ထဲမှာများစွာဖြစ်ပေါ်နေတဲ့အတွက်ဒီအတူကြီးတွေကိုဖျောက်ပြီးတော့ရှေ့ဆက်အကောင်းဆုံးနဲ့တူတက်အောင်လှုပ်ဆောင်ပြီးဖို့လိုအပ်ကြောင်းနဲ့တစ်ခါလေးမှလူစိတ်ဆိုတာ စွမ်းအားဆိုတာစိတ်စွမ်းအားဆိုတာအရင်ကြီးအောင်မြင်မှုကိုပေးစွမ်းနိုင်ကြောင်းနဲ့စန္ဒဆိုတာမရှိရင်လည်းမအောင်မြင်တဲ့အတွက်ကောင်းတဲ့စန္ဒကလေးတွေနဲ့ကောင်းတဲ့အရာလေးတွေကိုသာခံများများတွေးခေါ်ဖို့ဆရာကကြားပြအကြံပြုလိုပါတယ်။ဒါအပြင်2025ခုနှစ်17လပိုင်းမှာစနေသားသမီးမိတ်ဆွေတို့ရဲ့အလုပ်က အလုတ်ကိုင်းနဲ့ပတ်သက်လာလို့ရှိရင်တော့လုပ်ငန်းပြိုင်အလုတ်ပြိုင်တွေပေါ်တက်တယ်လို့အထက်လူကြီးအကြီးကဲတွေနဲ့ပတ်သက်ပြီးတော့ဖိအားလေးတွေများတက်တယ်။သို့တော့လုပ်ငန်းနဲ့ပတ်သက်လာလို့ရှိရင်အပြောင်းအလဲနဲ့တိုးတက်မှုတွေကိုရရှိအောင်လှုပ်ဆောင်ရတဲ့မိတ်ဆွေများခြေတူဆောင်ရလှုပ်ဆောင်မှနေရာတိုင်းချင်းနဲ့ပတ်သက်ပြီးယာလူနဲ့ပတ်သက်ပြီးတိုးတာမျိုးတွေယာလူတက်တာမျိုးတွေဂျုံကနိုင်တယ်လို့မိတ်ဆွေတို့အနေနဲ့အပြောင်းအလဲတွေအပြောင်းရွှေ့တွေလည်းဂျုံကနိုင်ပါလေ။ထို့အပြင်မိတ်ဆွေတို့အနေနဲ့လက်ရှိယာလူလုပ်ငန်းကိုင်ကနဲ့ပတ်သက်ယာလူတိုးဖြည်တာမျိုးယာလူတိုးပြောဆိုတာမျိုးတွေဒီမှာတော့နည်းနည်းလေး ဟိုကိုကိုတိုင်းရှိလို့ပြီးတော့ဆောင်ရွက်ရင်အာသာကောင်းမှုလိုတက်ပြီးတော့ကိုကိုတိုင်းဖန်တီးယူလို့ရတော့ကာလာပိုင်းရှားလေးဖြစ်ပါတယ်တို့ရတဲ့အထက်လူကြီးအကြီးအကဲအထူးသဖြင့်အထက်လူကြီးအမျိုးသမီးတွေအထက်လူကြီးအကြီးအကဲတွေနဲ့ပတ်သက်ပြီးတော့စကားကတောက်ကဆဖြစ်ရတာမျိုးလေးတွေအဲမလိုလားအပ်တဲ့ပြဿနာကတောက်ကဆလေးဖြစ်တတ်တဲ့အတွက်တော့သတိထားဆင်ခြင်ပေးရန်အတွက်တော့လိုအပ်ပါတယ်ကျမိုင်းနဲ့ပတ်သက်လာရင်မိတ်ဆွေစနိတာသမီးတွေကဒီ2025 17လပိုင်းအတွင်းမှာဆိုရင်ကျမိုင်းနဲ့ပတ်သက်လာတဲ့အခါမှာ အာယုံကြောနဲ့ပတ်သက်တာမျိုးလေးတွေလေနဲ့ပတ်သက်တာမျိုးအစာအိမ်ဝမ်းပိုက်စီးနဲ့ပတ်သက်တော့ရလေးတွေလေချောင်းနဲ့ပတ်သက်တော့ရလေးတွေငါကအခြေခံဖြစ်တဲ့မိတ်ဆွေစနစ်သားသမီးများကိုဒါလေးတွေဖြစ်တတ်ပေမဲ့လို့စူးစူးဝွားဝါးကြီးတော့ဘာမှမရှိလာပါဘူးအတက်အားဖြင့်60နဲ့3နှစ်အထက်စနစ်သားသမီးမိတ်ဆွေများကျန်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာအဲရေရှုမမားစီဖို့အဲဆွနာလို့ပေါ့ဟိုရေနဲ့ပတ်သက်တဲ့အရာတွေကံကြွယ်ထိတွေ့တဲ့အခါမှာတော့တတိထားစင်တင်ရလိုအပ်ကြောင်းနဲ့ထပ်လောင်းအကြံပြုပြောကြားလိုက်ပါရစေခင်ဗျာ ဒါပဲစနေသားသမီးမိတ်ဆွေတွေဒီလာတာတော်တွေမှာအကျိုးပေးသောလုပ်ငန်းများကိုဆက်လက်ဖော်ပြပေးပါရစေဒီလာတာတော်တွေမှာစနေသားသမီးမိတ်ဆွေတို့ဖို့ကတော့အဖွဲ့အစည်းနဲ့ပတ်သက်တာမျိုးအသင်းအဖွဲ့နဲ့ပတ်သက်တာမျိုးတွေရှေ့တိုးဆောင်ရွက်လှုပ်ဆောင်မှာဘာသာစကားသင်တန်းနဲ့ပတ်သက်တာမျိုးတွေမိမိတက်မြောက်ပြီးတော့ပညာရည်တွေကိုရှေ့တိုးတင်ယူလှုပ်ဆောင်တာမျိုးတွေဟာကံရရဲ့ထောက်ပံ့ကိုရရှိတတ်ပြီးတော့တအူးတဲ့တယောက်တဲ့လှုပ်ခြင်းဟာကံရဲ့အားနည်းမှုကိုရရှိတတ်စေပြီးတော့အဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်ပြီးတော့ရှေ့တိုးဆောင်ရွက်လှုပ်ဆောင်တာမျိုးတွေအားသာကောင်းမှုတိုးတက်နိုင်ပါတယ်။အများနဲ့ပတ်သက်သောလုပ်ငန်းတွေဘာသာရေးဆိုင်ရာလုပ်ငန်းတွေပရိဟိတဆိုင်ရာလုပ်ငန်းတွေ အဖွဲ့အစည်းအသင်းဘွဲ့နဲ့ပတ်သက်သောလုပ်ငန်းတွေချိတ်လို့ဆောင်ရလုပ်ဆောင်မှာ ဒါပြင်ညီကိုမတော်မတွေရဲ့အကူအညီထောက်ပံ့ကိုရရှိတတ်သောကာလဖြစ်ပြီးတော့လူငယ်တွေအရှိရင်းနဲ့ပတ်သက်လာရင်ရှစ်တူသမီးကြီးစားရဲ့အကူအညီထောက်ပံ့မျိုးတွေရရှိတတ်သလိုငဘုကအဆက်အသွယ်ပြန့်နေသောမိတ်ဆွေများညီကိုမတော်မအပေါင်းအသင်းတွေနဲ့ပတ်တိုင်မိတ်ဟောင်းဆွေဟောင်းတွေလည်းအကျိုးပေးသလိုမိတ်တစ်ဆွေတက်တွေလည်းမိတ်ဆွေတို့အတွက်ဒိဋ္ဌာအကူအညီရရှိစီမှာအသေးချာပဲဖြစ်တယ်။ထို့အပြင်အဖွဲ့အစည်းအပေါင်းအသင်းနဲ့ပတ်သက်လာတဲ့အခါမှာမိမိရဲ့အတွေ့အခေါ်အကြံစီတွေကိုချပြခြင်းဟာမိမိတို့ရဲ့အောင်မြင်မှုကိုတစင်တိုးတက်နိုင်သောကာလဖြစ်ပြီးတော့တိုးသိမ့်ရှင်းလုံးုံချင်းထက်မိမိရဲ့အတွေ့အခေါ်အကြံစီတွေကိုချပြခြင်းတွေဟာ ခြေတိုးပြီးတော့အောင်မြင်မှုနဲ့တိုးတက်မှုတွေရရှိစေနိုင်တော့လားဖြစ်ပါတယ်။ငွေကြေးနဲ့ပတ်သက်လာရင်ငွေကြေးဟာဝင်လာတက်တဲ့ကာလဖြစ်တယ်။တို့အပြင်ငွေကြေးနဲ့ပတ်သက်လို့လက်လွန်ထားတဲ့ငွေကြေးတွေကိုပြန်လည်တောင်းဆိုတာမျိုးတွေရရှိနိုင်ပါတယ်။ဒီလက်ထာတော့ဒီမှာအကျိုးပေးသောလုပ်ငန်းတွေကိုဆက်လက်ဖော်ပြပေးပါရစေ။ဒီလက္ခဏာတော့ဒီမှာမိတ်ဆွေတို့လုပ်ငန်းများကိုဆက်လက်ဖော်ပြပေးပါရစေ။ဒီလက္ခဏာတော့ဒီမှာဆိုမိတ်ဆွေစနေသားသမီးများအနေနဲ့ဘာသာစကားကသင်တန်းနဲ့ပတ်သက်တာတွေအကျိုးပေးပါတယ်။တို့အပြင် အဲမိတ်ဆွေတို့အနေနဲ့စပစ်စီစားတော့ကုန်ဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်။စာချုပ်စာတမ်းကိစ္စတွေစက်တူလုပ်ငန်းတွေအစုရှယ်ယာလုပ်ငန်းတွေပတ်သက်တာတွေစံစီစီစားစားတော့ကုန်လုပ်ငန်းတွေနဲ့ပတ်သက်တာတွေအကျိုးပေးပါတယ်။ထို့အပြင်ကွန်းလို့ရှမ်းလို့ငွေကြီးနဲ့ပတ်သက်တာတို့နော်ဟိုဒါမျိုးတွေနဲ့ပတ်သက်လို့ရှေ့တို့ဆောင်ရွက်လှုပ်ဆောင်ပြီးတော့အကျိုးပေးသောကာလဖြစ်ပြီးမိတ်သစ်ဆွေတစ်တွေရဲ့အကူအညီကိုရရှိတက်ပြီးတော့မိတ်ဟောင်းဆွေဟောင်းတွေရဲ့အကြံဉာဏ်ကောင်း အဆက်အသွယ်ကောင်းတွေကိုရရှိတတ်တော်လာဖြစ်ပါတယ်အထယ်လေးလုပ်ငန်း TT ဖနက် online social media နဲ့ပတ်သက်တော်လုပ်ငန်းလေးတွေစာချုပ်ကိစ္စစာမေးကိစ္စစာရွက်စာတမ်းနဲ့ပတ်သက်တော်ကိစ္စလေးတွေအစုအဝေးအဖွဲ့အစည်းဆက်လူပေါင်းစုလုပ်ရတဲ့လုပ်ငန်းတွေအမြဟအဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်တော်လုပ်ငန်းတွေမှာအားသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းစီတော်လာဖြစ်ပါတယ်စာချုပ်တစ်အဆက်အသွယ်သစ်တွေရရှိတက်ပြီးတော့ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေစီးပွားဆိုင်ရာလုပ်ငန်းတွေကိုကိုတိုင်းအပေါင်းအသင်းအဖွဲ့အစည်းနဲ့စုပြီးတော့လှုပ်ဆောင်ရမယ့်လုပ်ငန်းတွေနဲ့ပတ်သက်ရင်ရှေ့တိုလှုပ်ဆောင်ရင်အောင်မြင်ခြင်းတိုးတက်ခြင်းတွေရရှိတက်သောကာလဖြစ်ပါတယ် ဓာတ်ဆီတို့ဒီဇယ်ဆီတို့လောင်စာဆီတို့ဒေါ်လာတို့အစရှိသောအရာလေးတွေလက်စပစ္စည်းတို့နော်ဒီလိုမျိုးလုပ်ငန်းလေးတွေကိုပိုင်လုပ်ငန်းတွေချိတူဆံရလှုပ်ဆောင်ပြီးတော့အိုးအိမ်ချမ်းမီငဘောကစောက်လက်စတန်းလန်းဖြစ်နေတဲ့မိတ်ဆွေများအိုးအိမ်ချမ်းမီအစ်ပြီးပြအောင်စောင့်နိုင်တဲ့အထောက်အကူတွေရရှိတာမျိုးဘာကြောင့်ခဏခဏကြန့်ကြာနေတာဆိုတဲ့မိတ်ဆွေများလည်းချိတူဆံရလှုပ်ဆောင်ရင်အာသာတူတက်ခြင်းနဲ့ကောင်းမွန်ခြင်းတွေရရှိပါလိမ့်မယ်လူငယ်တွေအရှိန်နဲ့ပတ်သက်လာရင်တော့ ထူးစာပတ်ဗောရာမျိုးတွေချစ်သူသမီးစာရရှိတတ်သောလာဖြစ်တဲ့အတွက်မေတ္တာရေးဆန်းဟာအရှိရေးမေတ္တာရေးနဲ့ပတ်သက်လာရင်မေတ္တာရေးဆန်းဟာအာသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းစီတော့လာဖြစ်ပါတယ်ထို့အပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော့တွေ့မှာဆိုလို့ရှိရင် ထို့ပြင်မိတ်ဆွေတို့အနေနဲ့ဒီလက်တာအတော်တွေမှာဆိုရင်ငွေကြီးနဲ့ပတ်သက်သောဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်အဲလက်လွန်ထားတဲ့ငွေကြီးတွေကိုရရဲ့ကြီးပြောဆိုတောင်းဆိုတာမျိုးတွေကကံရဲ့အားသာထောက်ကူမှုကိုရရှိတတ်သောကာလဖြစ်ပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့အဲတမိကြီးသားများအနေနဲ့ဆိုရင်လည်းတဦးနဲ့တူတယောက်နဲ့တယောက်အဆက်အသွယ်ပြတ်နေသူတွေပြန်လဲအဆက်အသွယ်ရရှိတာမျိုးတွေအဆက်အသွယ်ပြတ်နေသောမိတ်ဆွေများအဖို့ပြန်လဲပြီးတော့သတင်းကောင်းကြားရတာမျိုးတွေကြုံရတတ်သောကာလအပိုင်းခြားဖြစ်ပါတယ်အိမ်တွင်းရေးကိစ္စအနေကနားလည်မှုလွဲနေသောကိစ္စလေးတွေမှာချစ်တို့ဆောင်ရွက်လုပ်ဆောင်ရင်အားသာတူတက်ပြီးတော့ကောင်းမွန်နိုင်သောကာလဖြစ်ပြီးတဲ့အခါ ဒီလက္ခဏာတော့ဒီမှာဆိုရင်လုပ်ငန်းနဲ့ပတ်သက်ရင်အထက်လူကြီးအကြီးကဲနဲ့ပတ်သက်လို့ပဋိပက္ခလေးတွေပြဿနာလေးတွေများတာမျိုးတွေကြုံရတတ်တော့လာဖြစ်ပါတယ်။လုပ်ငန်းတူအလုပ်သူတွေရဲ့အပြိုင်ဆိုင်တိုက်ခိုက်တွေများတတ်တော့လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ငကူကသာသမီ အိမ်တော်ရင်းနဲ့ပတ်သက်လို့အရှုံရှင်းဖြစ်နေသောမိတ်ဆွေများစနေသားသမီးအမှုကိစ္စရင်ဆိုင်နေရသောမိတ်ဆွေများအနေနဲ့မိမိကိုယ်တိုင်ဦးစီးဦးဆောင်လှုပ်ဆောင်တာမျိုးဟာကံရဲ့အားနည်းမှုကိုရရှိတတ်ပြီးတော့ငကူကအရှုံရှင်းအရှုံအောင်ကိစ္စလေးတွေမလောင်ဒီကာလမှာချစ်တူလှုပ်ဆောင်ရန်အတွက်တော့အားနည်းစေသောကာလပိုင်းချက်ဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေလူယုံမလွယ်ပါနဲ့လူယုံတတ်တတ်ပါတယ်တို့ရင်ဘာကိုလှုပ်လို့ညီကိုကတော့ညီကိုစပါးကတော့ပေါက်စည်းဆိုတဲ့အတိုင်းတိတိကျကျတဲ့တဲ့မမှန်နဲ့ ဟိုစွမ်းနာလို့ပေါ့နှုတ်တရားစတလုံးဆိုတဲ့အတိုင်းစကလုံးလေးတွေကိုခက်ရှင်းရှင်းနဲ့ခက်ပြပြပြောဆိုပြီးလှုပ်ဆောင်တာအားသာကောင်းမှုပြီးတော့တိုးတက်နိုင်ပါတယ်ပတ်စပို့လုပ်ငန်းဗီဇာလုပ်ငန်းနိုင်ငံခြားခရီးသွားနဲ့ပတ်သက်တာမျိုးရဝေးခရီးသွားနဲ့ပတ်သက်တာမျိုးတွေအကျိုးပေးပါတယ်ခင်ဗျတို့အပြင်ဘာသာခြားလူမျိုးခြားတွေရဲ့အကူအညီကိုရရှိတဲ့အကြောင်းထပ်လောင်းပြောကြားလိုက်ရစီဒီလကတော့ဒီမှာစနေသားသမီးမိတ်ဆွေများအနေနဲ့ ကျမ်းမာရင်းနဲ့ပတ်သက်လာရင်လည်းဘာမှစိုးရိမ်စရာတော့တူတူမရှိပါဘူး။အဲထို့အပြင်မိတ်ဆွေတို့ဒီလာတာတော့ဒီမှာဆိုရင်မိမိတို့ရဲ့ငွေကြေးကိစ္စအလုပ်ကိစ္စဖြစ်လို့သောကိစ္စဖြစ်ရှင်တဲ့ကိစ္စတွေကိုနှုတ်ကနေတော့အလုပ်တူလုပ်ငန်းတူအပေါင်းအသင်းမိတ်ဆွေတွေကိုဖွင့်မပြောပါနဲ့။အဲ့ဒီအကြံအစီတွေဟာအကြောင်းအရာမျိုးစုံနဲ့စနောက်စနေအနောက်အနေဖြစ်တတ်တော့လားဖြစ်ကြောင်းလည်းထပ်လောင်းပြောကြလိုက်ပါရစေ။ဒီလာတာတော့ဒီမှာမိတ်ဆွေတို့အဲ့အိမ်တော်ရင်းနဲ့ပတ်သက်လာရင်တော့နည်းနည်းလေးကံရဲ့အညံ့လေးတွေရရှိတတ်ပါလေ။အိမ်တော်ရင်းနဲ့ပတ်သက်လာတဲ့အခါမှာ ဆွေမျိုးသားချင်းကိစ္စလေးတွေကြောင့်ပြဿနာတက်ရတာမျိုးလေးတွေဂျုံကတက်ပြီးတော့အိမ်ထောင်ဘက်နဲ့ဆက်ဆက်ပြီးတော့ဆွေမျိုးသားချင်းနဲ့ညာညာလေးလာတာမျိုးလေးတွေပြဿနာပဋိပက္ခလေးမိမိရဲ့ဧည့်သည်မိမိရဲ့ယဉ်ဤသောမိတ်ဆွေများအပေါ်မှာမိမိရဲ့အိမ်ထောင်ဘက်နဲ့ပတ်သက်ပြီးအကြောင်းပြုပြီးတော့အဲပြဿနာတက်တာမျိုးစကားများတာမျိုးလေးတွေဂျုံကတက်တယ်လို့မိတ်ဆွေတို့အနေနဲ့အလုံးနဲ့ပတ်သက်လို့လုပ်ငန်းနဲ့ပတ်သက်လာလို့ရှိရင်လည်းအိမ်ထောင်ဘက်ကိုတိုင်ပင်ကမှစိတ်အလိုမချတာမျိုးလေးတွေကြောင့်တုံးနဲ့တုံးတစ်ယောက်နဲ့တစ်ယောက်နားလည်မှုဖြစ်တာမျိုးလေးတွေဖြစ်ရတတ်တယ်ဒီလိုနားလည်မှုတွေလွဲလာတဲ့အခါမှာလည်းမိတ်ဆွေတို့အနေနဲ့ဒေါသနဲ့မဖြစ်ချင်းပဲနဲ့ချစ်တူဆောင်ရွက်လှုပ်ဆောင်မှသာအောင်မြင်တူးတက်နိုင်သောလားဖြစ် ပြီးတော့ပြဿနာတွေတရားတော်ကောင်တွေယုံကလနာအမှုကိစ္စရဲဆိုင်ရာကိစ္စလေးတွေမှာတော့ဒိဋ္ဌာဆင်ခြင်ပေးရလိုအပ်သောလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစေ။ OH ချက်မီနေရာတိုင်းနဲ့ပတ်သက်ရင်မကောင်းတဲ့အတက်ပညာတွေအတိုက်ခိုက်တွေပြူစားတိုက်ခိုက်ခြင်းတွေလောကီပညာရဲ့တွေစုံအတက်ပညာတွေပြူစားတိုက်ခိုက်တတ်တယ်လို့စနေသားသမီးမိတ်ဆွေများအဖို့ဘာလို့မဆိုတီလာတာတော်တယ်မှာဖြစ်ရှင်သောကိစ္စဖြစ်လို့သောကိစ္စတွေကိုကြိုတင်ပြောခြင်းဟာအပြတ်သဘောလေးတွေစောင့်တတ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစေ။ မိတ်ဆွေတို့အနေနဲ့ဒီလာတာတို့ကမှလူငယ်တွေအရှိရင်နဲ့ပတ်သက်လို့ရှိရင်အိမ်အောင်ပြုခြင်းစိတ်ဆက်ခြင်းတဦးနဲ့တို့တယောက်နဲ့တယောက်နားလည်မှုယူပြီးတော့နှလွာပေါင်းမှတည့်ရဆိုတဲ့အတိုင်းပဲဟုတ်လားသမီးအစားတွေမှာဟိုလက်ထပ်ဖို့အတွက်ပြောဆိုတာမျိုးတွေဟာကန်တရားရဲ့အထောက်အကူများစွာရရှိတတ်တော်လားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီငွေကြီးနဲ့ပတ်သက်လာရင်လည်းဘလောက်ပင်ခက်ခဲဈေးကမှုအလုံးလိုက်အရင်လိုက်ဝင်လာတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့ ယရနာဘူစိုက်ကင်းနဲ့စိုက်နိုင်တဲ့ကာလဖြစ်တဲ့အတွက်ကြောင့်လည်းမထင်မှတ်ပဲနဲ့အကြီးကြီးချိတ်ကျဖြစ်သွားနိုင်တဲ့အတွက်ကြောင့်မလို့ထီကန်ဆန်းတာမျိုးထီထိုးတာမျိုးဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်အားတာပြီးတော့ကောင်းမွန်စေတော့လဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေဖြစ်နိုင်ရင်ယာရုလုံမှန်တိုးမိတ်ဆွေများနေရာတိုင်းကြီးနဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်လို့တဲ့မိတ်ဆွေများမတိကြမရေရရင်တော့လက်ရှိရှိနေတဲ့နေရာမှာပဲနေပါတိထညံ့သွားတိုင်းနိုင်ကြပါမှမရှိပဲနဲ့မကြခင်တပြည့်ပြည့်အစိုးညံနေပြပြောက်သွားမှအတိကြပဲဖြစ်တယ် ရွှေပြောက်တာမျိုးလေးတွေအထားမားတာမျိုးတွေတကူးကူးခံရတာမျိုးတွေကြုံရတတ်တယ်လို့ဆက်ပစ္စည်းရင်တကူးကူးခံတာမျိုးတွေကြက်ပြောက်တာမျိုးတွေအဲဟိုဟိုချီးပြီးတော့မှပြန်မရတာမျိုးတွေဖြစ်အပ်တတ်တဲ့အတွက်တော့သတိထားစင်နေပေးရလိုအပ်ကြောင်းနဲ့အဲပတ်စံပစ္စည်းထားတာမျိုးတွေတွေပျောက်တာမျိုးတွေကြုံတက်ကြောင်းထလောင်းကြွကြလိုက်ပြရစီဒီလက်ကတော့ဒီမှာဆိုရင်ဂျာဆာပရိသသမီးတနင်္လာသသမီးတွေနဲ့တွဲဖက်လို့ရမိတ်ဆွေစနီသသမီးတွေရဲ့ကံကိုတိုးတက်အားသာကောင်းမှုပြီးတော့ကံကောင်းစီပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလက်ကတော့ဒီမှာဆိုလို့ရှိရင်အဲ ဘာကိုမဆိုအကျိုးပေးသောအရာဟာတော့အနောက်ဆူဆူရက်ဖြစ်ပြီးစန်းတီယာအရာကတော့အနောက်တောင်တောင်အရာဖြစ်ပါတယ်မိစတို့ရဲ့အရေးကြီးသောကိစ္စတွေကိုပြုမှုပြောဆိုဆောင်ရွက်တဲ့အခါမျိုးတွေကြရင်မိုးပြာရောင်ခဲရောင်အစိမ်းရောင်တွေများများပါသောအရာတွေကိုဝစ်ဆင်သွားခြင်းဖြစ်မိစတို့ရဲ့ကံကိုတိုးတက်ပြီးတော့ကံကောင်းစီမှာအသေးစားပဲဖြစ်တယ်အဆက်ဆက်အရာမိစတို့အကျိုးပေးသောကဏ္ဍအနေနဲ့ဆိုရင်တော့နှစ်ကဏ္ဍသုံးကဏ္ဍခုနှစ်ကဏ္ဍတွေကမိစတို့ရဲ့ကံကိုတိုးတက်ကောင်းမှုအားသာပြီးကံကောင်းစီတော့လာဖြစ်ပါတယ် ဂျာစာဝိသသမီးတင်းလာသသမီးနဲ့တွဲဖက်လုပ်တဲ့အခါကံရဲ့အထောက်အကူများစွာရရှိတတ်ပြီးတော့အရေးကြီးသောကိစ္စတွေကိုပထမတပတ်ကိုတရက်နေ့ရနေပြီးတော့၄ရက်နေ့ဒီကိုသတိထားပြီးမူပါထို့အပြင်လာအကုန်၄ရက်ပထမ၄ရက်လာအကုန်၄ရက်လေးဒီမှာတော့သတိပြုပါလာပြီကျော်မှပြုမှုဆောင်ရွက်တာမျိုးတို့လာကုန်ကံဒီ၄ရက်ကိုတော့သတိထားစင်ကြင်ပြန်လိုအပ်ကြောင်းအစက၄ရက်နဲ့အဆုံး၄ရက်လေးဒီမှာသတိပြုစင်ကြင်ရန်လိုအပ်ကြောင်းလည်းထပ်လောင်းပြောကြားလိုက်ပါစေဒီလာတာတော့ဒီမှာသတိထားစင်ကြင်ရမယ်နေသားအနေနဲ့ဆိုရင်တော့ တောက်ကြသသမိတွေနဲ့တွဲပတ်လောက်တာမျိုးတောက်ကြဏိသားတွေနဲ့ဆက်တူလောက်တာမျိုးအရေးကြီးသောကိစ္စတွေကိုတောက်ကြတွေနဲ့တွဲလုံရင်ခံရအထင်းကိုအကြံကြလေးတွေကြုံတက်ကြောင်းထပ်လောင်းပြောကြလိုက်ပါစီအဆက်ဆက်ရရာတတိထဆင်နေရမှာတော့လူတို့ညာအိညာနေတို့ဝင်တဲ့အခါမှာမိတ်ဆွေတို့အနေနဲ့เนาะဟိုရှင်ရအနေနဲ့မိသားစုဝင်တွေထဲမှာကျမ်းမာရေးညံလာတာမျိုးပฏิပက္ခတုံးနဲ့တူတယောက်နဲ့တယောက်နားလည်းမလွဲလာတာမျိုးတွေဖြစ်ပြီးဆိုလို့ရှိရင်တော့မိတ်ဆွေတို့ဒီကြားရဲ့လူတာမန်ဘာမှမဖြစ်ရင်ဘာမှမဖြစ်ပေမဲ့ဒီလိုမျိုးဖြစ်လာတဲ့အခါမိသားစုတူတယောက်ကျမ်းမာရေးညံလာတာမျိုးသူမဟုတ် ဟိုမိတ်ဆွေတို့အနေနဲ့ဟိုစီဝါရေးရယုတ်တရအခက်အခဲအကျက်တွေကြုံရတာမျိုးတွေဆိုလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့ချွေကလေးစတိရောင်းလိုက်တာမျိုးဖြစ်စီမိမိအိမ်တွင်ကအိုးအဆုပ်အိုးအပဲ့လေးတလုံးကိုဟုတ်လားလက်ပြန်ပြစ်ခဲ့တာမျိုးဖြစ်စီမိတ်ဆွေတို့ရဲ့ကံကိုတွတ်တက်ပါလေချွေရတော့ဆရာစီလာပြစ်လို့ရအောင်နော်ဆိုကောင်းပြီအစကအဲ့ရအဋိဋ္ဌံပြုလို့တဲ့စနိတာသမီးမိတ်ဆွေများအဋိဋ္ဌံပြုလို့တပဟဆိုရင်တော့ဖြင့်မေတ္တာတုတ်ကိုတနည်းကို 12ခေါက်နှုံးနဲ့เนาะမေတ္တာသူကိုတနေ့ကို12ခေါက်ရပါဒါပြီးတော့12ရက်အတိတ်အထိတ်ခံပြီပါကအခက်အခဲကြက်တဲတွေပြပြောက်သွားစီမှာအတိကြပဲဖြစ်တယ်မိစ္ဆာတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောက်တော့အယောက်ဖက်စီဖို့အတွက်မိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုရောင်းတဲ့အခါမှာကောင်းကြီးတွေတစ်ချောင်းနဲ့ထိတွေ့ပြီးတော့ရိုက်ပုတ်ပြီးတော့ရောင်းလိုက်ပါအယောက်ကောင်းပြီးတော့အယောက်တော့အဝယ်တက်သွားမှာအတိကြပဲဖြစ်တယ်ဒါအပြင်မိစ္ဆာတို့ရဲ့အရေးကြီးသောကိစ္စတွေကိုလှုပ်ဆောင်တဲ့အခါမှာစုပ်တက်သွားတာမျိုးတောက်ခေါက်သွားတာမျိုးမီတွန်းတောက်တိသွားတာမျိုးတွေလှုပ်ဆောင်တာမျိုးဖြစ်စီ အစင်မပြေးပါဘူးကွာဆိုတာမျိုးညင်းညူဆိုပြီးတော့အဲစနလိုပေါ့သွားတာမျိုးသမောက်လို့ရှင်လဲလေရှင်သွားတာမျိုးတောက်ခောက်သွားတာမျိုးစုပ်တက်သွားတာမျိုးလောက်လာရင်အောင်မြင်တိုးတက်မှုနဲ့ထူးထူးရှင်းရှင်းပြောင်းလဲမှုတွေရရှိစေမှာအသေးချာပဲဖြစ်တယ်။ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီတစ်လတာလုံးမှာအစင်ပြေးစီရန်ရေရရမပြောမီဇေယနေနာမှာပြည်နေမိချင်းရင်ခွန်ကို3ညာနှစ်ကို3ညာလေးတက်လျှောက်7920290410 WhatsApp Telegram မှာဖြစ်စီ Viber Number 6635050 90နှစ်မှာဖြစ်စီဆက်သွယ်မိများနိုင်ကြောင်းနဲ့ ဆရာမရှိလို့ဆရာကဒီအခုဆရာကဟောစတန်ရိုက်တဲ့အခါမှာဆရာအကောင်းဆုံးဖြစ်အောင်ရည်သွေးကောင်းကောင်းဖြစ်အောင်ပြင်ဆင်ထားတယ်သို့သော်ဆရာနည်းနည်းလေးကင်မရာနဲ့အန်တန်တန်ဖြစ်နေတဲ့အတွက်ကြောင့်မို့ကြည့်ရတာအစမပြေရင်စကလုံးကြီးလွှဲလျှော်သွားရင်လေဆရာငယ်ရဲ့ရုပ်ချောတဲ့အပြစ်လို့အပြစ်မြင်ရင်လေမိတ်ဆွေတို့ဒီတလကလုံးဆက်ဆက်ရရအစမပြေစီပြီးတော့ငွေကြီးကံအားကောင်းစီရန်အတွက်ပြုလုပ်ရမယ်ရေရာနေနဲ့ဆိုရင်တော့ကျွေးပကံများတစ်ချက်ထဲမှာနှစ်ခုပေးခြင်းပါလေရေရာနော်ကျွေးပကံများတစ်ချက်ထဲမှာကျွေးပကံများတစ်ချက်ထဲမှာလက်ဖက်ကကိုဘုံဘုံ တောက်ရည်ကတက်ခွက်တဲ့အလဲမှာစင်မီထွင်းပြီးတော့ဆူတောင်းလိုက်ပါကဘလို့အခက်ခဲကြက်တဲ့မျိုးမဆိုအဆင်ပြေအောင်မြင်သွားမှာပါပြန်ပြောပါမယ်ကျွေးပကံပြားတစ်ချက်ထဲမှာလက်ဖက်ကပူပုံပုံအလဲကတောက်ရည်တက်ခွက်ထားအလဲမှာစင်မီထွင်းပြီးအိမ်ကမျက်စွာပြားကိုလူကအခက်ခဲကြက်တဲ့ပြီးလဲသွားမှာအတိအကျပဲဖြစ်တယ်လုံခန်းပြရင်အလုတ်ပြရင်လည်းအတိုက်ခိုက်တယ်နဲ့ကြုံလာရတဲ့အခါမိတ်ဆွေတို့နေနဲ့ဆရာတို့ဒီလိုဂိုင်းပါတဲ့ဖန်ခွက်ထဲမှာဂိုင်းပါတဲ့ဖန်ခွက်ထဲမှာခရင်ခွာလေးတစ်ခုလိုအပ်ပါတယ် ခရင်ကွာလေးတခုတမင်းစားတဲ့ခရင်ကွာလေးတခုလိုရတယ်ခရင်ကွာလေးတခုဆရာတို့ကဒီလိုခရင်ကွာကြားလေးတဲ့ဒီလိုလေးထည့်တာဒီလိုလေးထည့်ပါနော်ဒီလိုလေးထည့်ထည့်ပြီးသွားတဲ့အခါခရင်ကွာလေးတခုကိုဒီတက်ပုံလေးပတ်စုပ်ပုံလေးထည့်ထည့်ပြီးသွားတဲ့အခါမေးစွတ်တို့အနေနဲ့အဲ့ဒီခရင်ကွာလေးတကူကိုထောင်ပြီးတော့စိုက်ထားပါတပ်ပုံလေးကိုထောင်ပြီးစိုက်ထားပြီးနိုင်ရန်တနေရရာတောင်းနေရမှာတင်ထားပါအလုံးလုံးကိုအခက်ခဲတဲ့ပြီးပျောက်သွားမယ်ဆိုတဲ့အကြောင်းဆရာကပြောနေတဲ့ဇနီးသားသမီးမေးစွတ်တွေအားလုံး2025စက်တလပိုင်းတွင်မှာ တက်နေတကူလက်ဝီဖြူလို့ယရနာစိန်ကြောက်ဇေတောက်တိုင်းကစားနိုင်ကြပါစီเจ้าဆရာကမေတ္တာပို့ဆူတောင်းထောပနာပြုရင်နဲ့နောက်တစ်ပတ်မှာဆရာတို့ပြန်ဆုံပါမယ်ခွန်းရယေရှုတင်ပါတယ်ဇာငဲမိတ်ဆွေအားလုံးအစဉ်ပြေအောင်ကြပါစေဆရာနောက်တစ်ပတ်တောင်ကြီးကခေါ်ကမှာဖြီးပါမယ်လို့ဆရာပြောရင်းနဲ့